မာကုအခိုင်း30အခန်းငယ်16ကနေပရော22အထိကိုကြည့်ရအောင်မာကုအခိုင်း30အခန်းငယ်16ကနေပရော22အထိ လမ်းမှာကြွတော်မူစဉ်တွင် လူတယောက်သည် အထံတော်သို့ပြေး၍ဒူးထောက်လျက်ကောင်းမြတ်သောဆရာထာဝရအသက်ကိုအမွေခံရအံ့တော်ဟာအကျွန်ုပ်သည်အဘယ်အမှုကိုပြုရပါမည်နည်းဟု မေးလျှောက်တော်ယေရှုက ငါကိုကောင်းမြတ်သည်ဟုအဘယ်ကြောင့်ခေါ်သနည်းဖယားတခင်တပါတိတာကောင်းမြတ်တော်မူ၏တင်သည်ပြညတ်တော်တို့ကိုတည်သည်မဟုတ်လော သူ့မယားကိုမပြစ်မှားနှင့်လူအသက်ကိုမတတ်နှင့် သူ့ဥစ္စာကိုမခိုးနှင့်မမှန်သောတတ်တွေကိုမခံနှင့်သူ့ဥစ္စာကိုမတရားသဖြင့်မသိမ့်နှင့်မိဘကိုရိုသေစွာပြုလော့ဟုမိန့်တော်မူလျင် အရှင်ဖျားထိုပညာရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီဟုရှောက်ပြန်လျင်ယေရှုသည်ထိုသူကိုကြည့်ရှုလျက်ချစ်သောစိတ်ရှိ၍တင်သည်တခုလိုသည်ဤတွားလော့ကိုဥ္စာရှိသမျှကို ရောင်း၍ဆင်းရဲသောသူတို့အားပေးလော့ထိုသူပြုလျင်ကောင်းကင်ဘုံ၌ဘာနာကိုရလိမ့်မည်တို့ပြီးမှလာ၍လဝကတိုင်ကိုထမ်းလျက် ငါနောက်သို့လိုက်လော့ဟုမိန်တော်မူ၏ထိုသူသည်များစွာသောဥစ္စာကိုရတတ်သောသူဖြစ်၍ထိုစကားကိုကြားလျင်မျက်နှာပြက်၍စိတ်မသာသည်နှင့်တွားလေ၏ဒီမှာကျွန်တော်တို့ဘာတွေ့ရသလဲဆိုရင်ချမ်းသာသောလူငယ်တဦးယေရှုခရစ်တော်ထံမှာပြေပြော့လာတဲ့ ခရစ်တော်ရဲ့ရှေ့တော်မှောက်မှာဒူးထောက်ပြော့သူ့အတွက်အမတန်မအရေးကြီးတဲ့မိခွန်းကိုမေးတယ်။ဒီလူငယ်မေးတဲ့မိခွန်းကဘာလဲဆိုရင်ခြာဝရအသက်ကိုသူရရှိဖို့ဘာကောင်းမှုတွေကိုသူလုပ်ရမလဲလို့ယေရှုထံကိုလူလာမေးတယ်။စီးစိမ်ချမ်းသာသူ့မှာအကုန်ရှိတယ်။ဒါမဲ့သူ့မှာမရှိတဲ့အရာကဘာလဲ သူတည်တဲ့အခါမှာကောင်းကင်နိုင်ငံကိုဝေစားနိုင်ဖို့ရန်အတွက်သူ့မှာခြာဝရအသက်မပိုင်ဆိုင်သေးဘူးဆိုတာကိုသူသိနေတယ်။ခြာဝရအသက်ကိုသူရနိုင်ဖို့သူ့ဘက်မှာကောင်းတဲ့အခြင်းတွေဘာဆက်ကျင်းရမလဲဆိုတာကိုယေရှုကပြောပြနိုင်မယ်ထင်လို့ယေရှုထံမှာသူမလာတယ်။ပြီးတော့ဒီမှာကောင်းမြတ်သောဆရာလို့ယေရှုကိုပြောတယ်။ကောင်းမြတ်သောဆရာ ชาวระอัตตกูอมวยขันยะอันโตงาอเบอมุกูตูเลวะมะเลตะคีเยชูยะตုတ်เปลี่ยนเฉ็ดกะอะคังเก17มาเยชูกะง่ากูก้าวเม็ดดีหูอเบจอกขอตะนีฟายาตะคินตะปาตีตาก้าวเม็ดดอมูอีลุเปลี่ยนเปราะตုတ်เปลี่ยนเยชูกะตูหาก้าวเม็ดเตะตูมะหอบูลุวินคันเนราหมอบูชั้นตาเรอะอะยาชิโลงเกะเยชูคริสต์ดอฮา လူဇာတိအဖြစ်ကြွလာတော်မူသောကေတင်ရှင်မေရှိယဖယားသခင်ဖြစ်နေတယ်ဆိုတော့သူကမတိဘူးဖြစ်နေတယ်အဲ့တော့ဒီမှာကျွန်တော်တို့နားလည်ထားရမှာကလူတို့ရဲ့အမြင်မှာ ကောင်းမြတ်တဲ့အရာနဲ့ဖယားသခင်အမြင်မှာ ကောင်းမြတ်တဲ့အရာကမတူဘူးလူတွေကတော့အတူကတော့ဟိုလိုထက်ကောင်းတယ်ဒီလူကတော့ဟိုလိုထက်မကောင်းဘူးလူတွေရဲ့ကောင်းတဲ့ဆန်နှုံးတွေကတော့ရှိကြတယ်ဒါပေမဲ့ဖယားသခင်မှတပါကောင်းမြတ်တဲ့သူဘယ်သူမှမရှိဘူး အဲ့ဒါကိုကျွန်တော်နားလည်ဖို့လိုချမ်းသာတဲ့အရာရှိလူငယ်ကသာဝရအသက်ကိုသူရနိုင်ဖို့ကောင်းသောအချက်သူပါခြင်းရမလဲယေရှုကိုသူလာမေးတဲ့အတွက်ယေရှုကအခုလိုဖြေချလိုက်တယ်အခန်းငယ်16မှာသင်သည်ပြည့်ရတော်တို့ကိုတည်တည်မဟုတ်လောသူ့မယားကိုမပြစ်မှားနဲ့လူအသက်ကိုမတတ်နဲ့သူ့ဥစ္စာကိုမခိုးနဲ့မမှန်သောတက်တဲ့ကိုမခံနဲ့သူ့ဥစ္စာကိုမတရားသဖြင့်မသိမ့်နဲ့မိဘကိုယူသေးစွာပြုလို့ဆိုပြော့ပြည့်ရတော်၁၀ပါးထဲက ဒုတိယအပိုင်းကိုသခင်ယေရှုကပြောပြလိုက်တာဖြစ်တယ်။ပထမအပိုင်းကပါလေငါမတပါအခြားသောဘုရားကိုမကိုးကွယ်ရ။သင်ဘုရားသခင်ထာဝရဘုရား၏နာမတော်ကိုမုသာနဲ့ဆိုင်၍မမုတ်မဆိုရ။ရုပ်တုစင်တုကိုကိုယ်အဖို့မလောက်ဝအူဦးမချဝမပြေဝဘူး။ဥပုံနေကိုတန်ရှင်းစေခြင်းကထိုနေကိုအောက်မေးပါ။အဲ့လူငယ်လေးကဘယ်လိုတုံ့ပြန်လိုက်သလဲဆိုရင်ထိုပညာရှိသမျှတို့ကိုအကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ကျွန်တော်ငယ်စဉ်ကတည်းကဒီပညာတော်တွေကို စောင့်ရှောက်ပြီးပြီလို့ယေရှုကိုပြောလိုက်တယ်။ဒီချမ်းသာတဲ့လူငယ်ကဒီပြည့်ရတော်အားလုံးကိုသူတကယ်ပဲစောင့်ရှောက်နိုင်မှာထင်သလား။ तू ကတော့စောင့်ရှောက်နိုင်တယ်လို့သူပြောနေတယ်။အခန်းငယ်27မှာယေရှုသည်ထိုသူကိုကြည့်ရှုလျက်ချစ်သောစိတ်ရှိ၍သင်သည်တခုလိုသေး၏။တွားလော့ကိုဥ္စာရှိသမျှကိုရောင်း၍ဆင်းရဲသောသူတို့အားပေးလော့ ထိုတို့ပြုတ်လျင်ကောင်းကင်ဘုံ၌ဘာနာကိုရလိုက်မယ်တဲ့ဒီလူကဗါတဲ့လေဥစ္စာများစွာရတတ်တဲ့သူဖြစ်တဲ့အတွက်အဲ့ဒါကိုကြားလိုက်တာနဲ့ဟိုသူကဘာလို့လဲမျက်နှာပြက်တယ်မျက်နှာပြက်ပြော့စိတ်မကောင်းပဲနဲ့ဘာလို့လဲထွက်သွားတယ်အဲ့တော့သူပြင်းရတော့နာခံနိုင်လားမနာခံနိုင်ဘူးနော်မနာခံနိုင်ဘူးဒါမဲ့သူကတော့ဘာပြောလဲနာခံတယ်တဲ့ငယ်စဉ်ကတည်းကဘာလို့လဲသူနာခံတယ်တဲ့ ဒါပေမဲ့ယေရှုကသူဘာတခုမှသူမနာခံဘူးဆိုတာကိုကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမျှချစ်လော့ပြင်းရတော်ဒုတိယအပိုင်းရဲ့အနှစ်ချုပ်ကိုသူမနာခံနိုင်တဲ့အကြောင်းယေရှုကလက်တွေ့ပြလိုက်တာဖြစ်တယ်။တခင်ယေရှုကဟဲ့မင်းမနာခံပါဘူးဆိုအငင်းပွားမလုပ်ဘူးလက်တွေ့လောက်ခိုင်းတာသူမရကူမပြစ်မနဲ့လူအသက်ကိုမတတ်နဲ့သူဥစ္စာကိုမခိုးနဲ့မမှန်တော့တဲ့တဲ့ကိုမခံနဲ့သူပြဥစ္စာပစ္စည်းတွေကိုမတရားသဖြင့်မသိမ့်ယူနဲ့ ဒါရီအားလုံးကိုသူကငယ်စဉ်ကတည်းကနာခံတယ်လို့သူဆိုပေမဲ့ပြင်းရတော်ဒုတိယအပိုင်းရဲ့အနှစ်ချုပ်ကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမျှချစ်လော့အနှစ်ချုပ်နဲ့ယေရှုကလက်တွေ့နာခံခိုင်းတဲ့အခါမှာဒီအရာတွေအားလုံးကိုလည်းသူမနာခံနိုင်တဲ့အကြောင်းကိုပေါ်မလာဘူးလားပေါ်လာတယ်ဒီပြင်းရတော်တွေကိုကျွန်တော်တို့နာခံဖို့ဖခင်ခင် ပေးထားတဲ့ဆန်နှုံးကအပြောအားဖြင့်လဲစောင့်ထိုင်းရမယ် စိတ်နှလုံးအဖြစ်လဲစောင့်ထိုင်းရမယ်လက်တွေ့အတ္တတာမှာလဲစောင့်ထိုင်းရမယ်ကာယကံဝစီကံမနောကံကံသုံးပါးစလုံးနဲ့စောင့်ထိုင်းရမယ်အမတဲအခိုင်းကားအငယ်20ကနေပြတော့28အထိကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဲ့ဒီပြည့်ရတော်တွေကိုဘယ်လိုနာခံရမလဲဆိုတော့အနဲ့အတိတ်ပဲကိုသခင်ယေရှုကရှင်းပြတယ်လူအသက်ကိုမတတ်နဲ့ဆိုရဲပြည့်ညတ်ကိုမင်းတို့ကြားရပြီငါပြည့်ညတ်ထားတာက အပြောနဲ့ကောစိတ်နှလုံးနဲ့ဩလက်တွေ့နဲ့ဩကံသုံးပါးစလုံးနဲ့ နာခံစောင့်ထဲရမှာဖြစ်တယ်ဆိုပြီးတော့ပြောပြတယ်လူအသက်ကိုမတတ်နဲ့ဆိုတာသူများကိုတုံးနဲ့ဓာတ်နဲ့တော့ပြတော့မရိုက်မထိုးတတ်ရင်လည်းပဲစိတ်နှလုံးထဲမှာဒေါသထွက်လာရင်ကျွန်တော်တို့ကဘာလို့လဲစိတ်ထဲမှာဖယားသခင်ရှိတော်မှာလူအသက်တတ်တဲ့သူဖြစ်နေပြီသူတော်ဘာကိုချိန်ဆရင်ဒါနှုတ်နဲ့လူအသက်ကိုတတ်နေပြီနှုတ်နဲ့ရောစိတ်နဲ့ရောလက်တွေ့နဲ့ရောကံသုံးပါးစလုံးနဲ့ လူအသက်ကိုမတတ်နဲ့ဆိုတဲ့ပြည့်ရက်ကိုစောင့်ထဲရမှာဖြစ်တဲ့ဒီလူငယ်ကနားလဲလားနားမလဲကိုပြည့်ရက်တော်စောင့်ထင်းခြင်းဖယားတခင်တတ်မှတ်ထားတဲ့စံချိန်ကိုလည်းသူနားကိုမလဲဘူးဖြစ်နေတဲ့ငယ်စဉ်ကတည်းကသူကနားခတ်တယ်လို့ပဲသူကပြောနေတာဖြစ်တဲ့နော်သူ့မယားကိုမပြစ်မှားနဲ့ဆိုတာလည်းပဲတခင်ယေရှုအမရှင်းပြထားတဲ့စိတ်နဲ့လည်းလုံးဝမယ်သူ့မယားကိုကိလေသာစိတ်နဲ့ကြည့်ရှုရင်စိတ်နှလုံးထဲမှာထုံမိမ့်မနဲ့ပြစ်မှားနေပြီ အဲ့တော့ဒီဒီလူငယ်ကသူ့မယားကိုမပြစ်မှားနဲ့ဆိုတော့ပြင်းရောက်လဲစောင့်ထိန်နိုင်လားတကယ်တော့မစောင့်ထိန်နိုင်ဘူးမမတော်တက်တဲ့ကိုမခံနဲ့ဒီလူငယ်ကလိန်ပြောဖို့မထင်လားဒီလူငယ်ကဒီပြင်းရတော့အလုံးကိုသူစောင့်ထိန်ပါတယ်ငယ်စဉ်ကလေးကစောင့်ထိန်ပါတယ်လို့ပြောပေမဲ့လို့ဒီပြင်းရတော်ရဲ့အနှစ်ချုပ်နဲ့ယေရှုကသူလက်တွေ့နာခံဖို့ပြောပြလိုက်တဲ့အခါမှာသူဘာဖြစ်သွားလဲမျက်နှာပြတ်ပြီးတော့စိတ်မသာပဲနဲ့ထွက်သွားပါတော့တယ်ကဲ ဒီမှာရှိတဲ့လူတွေရောဒီပြညတ်တော်တွေကိုဟိုလို့ထက်ဒီလို့ထက်ငါနာခနိုင်တယ်ဆိုပြော့ထာဝရအသက်ကိုရဖို့ကျွန်တော်တို့မျှော်လင့်နေတယ်ဆိုရင်ဒီနေ့သခင်ယေရှုကကျွန်တော်တို့ကောင်းသောအချက်ပြညတ်တော်ကိုမနာခနိုင်တဲ့သူတွေဖြစ်တဲ့အကြောင်းဒီလူငယ်ကိုလက်တွေ့ပြတဲ့အတိုင်းကျွန်တော်တို့လည်းပြညတ်တော်ဆယ်ပါးရဲ့ပထမအပိုင်းကိုမပြောနဲ့ဒုတိယအပိုင်းကိုတောင်မှကျွန်တော်တို့နာခံလားမနာခံတဲ့သူတွေဖြစ်တယ် တကယ်တမ်းကျတော့ဒီလူငယ်ကပြည့်ညတ်တော်အလုံးကိုအဆကရေကငယ်စဉ်ကရေကချိုးဖောက်တဲ့သူဖြစ်တဲ့အကြောင်းဒီမှာလက်တွေ့ပေါ်နေတယ်။ဒါကြောင့်သင်လည်းပဲကောင်းတဲ့အရာတွေကောင်းတဲ့အချင်းတွေကိုသင်ကျင့်နိုင်တဲ့အချိန်မှာသာဝရအသက်ကိုရမယ်ထင်လိုက်မကျင့်နိုင်တဲ့အချိန်ရောက်လာတဲ့အခါကျတော့မရတော့ဘူးလို့ထင်လိုက်ဖြစ်နေရင်ကောင်းသောအချင်းနဲ့သာဝရအသက်ကိုရဖို့ဘရောမမကြိုးစားနဲ့တော့မရနိုင်ပါဘူး။ဖယားသခင်ရှိတော်မှာ လူတိုင်းလူတိုင်းဟာစာလံ14မှာလည်းပြောထားတယ်။ယောမအခိုင်3အငွေ30မှာလည်းထပ်ပြီးတော့ပြောထားတယ်။ကောင်းမြတ်တဲ့သူတယောက်မှမရှိဘူးတဲ့။တယောက်မှတော့သူမရှိဘူး။ကောင်းသောအချင်းကိုရှင်းတဲ့သူတယောက်မှမရှိဘူးလို့ပြောပြထားပြီးပြီ။ဒါကြောင့်လူသားတိုင်းဟာဖယားသခင်ပြည့်ညတ်တော်ကိုချိုးဖောက်ခြင်းဆိုတဲ့အပြစ်တွေကြောင့်ဖယားသခင်ရဲ့တရားစီရင်ခြင်းကိုခံရမဲ့သူတွေဖြစ်တယ်။ခံရမဲ့အပြစ်ဒဏ်ကငရဲဖြစ်တယ်။ဒါကြောင့် ျွန်တော်တို့ပြည့်ရတော်ကိုချိုးဖောက်ခြင်းကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေရွေးနှုတ်ကယ်တင်ဖို့ယေရှုခရစ်တော်သည်လူသားတိအဖြစ်ကိုခံယူပြော့ကြွလာတော်မူခြင်းဖြစ်တယ်။ကျွန်တော်တို့မနာခံမလိုက်လျှောက်နိုင်တဲ့ပြည့်ရတော်အားလုံးကိုလူသားအနေနဲ့နာခံလိုက်လျှောက်ပြော့ပြည့်ရတော်ကိုချိုးဖောက်တဲ့ကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်လက်ဝါးကတိုင်မှာကျွန်တော်တို့ရဲ့အပြစ်ကျွေးအားလုံးကိုဆက်ပေးဖို့ရန် အပြစ်ရဲ့အခတ်တည်ခြင်းကိုခံခဲ့ရတာဖြစ်တယ်။ သုံးရက်မြောက်တော့နေမှာတေချင်းကနေထမြောက်တော်မူပြော့နောင်ဒနဲ့သူ့ကိုကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံဖို့လူတိုင်းကိုဖိတ်ခေါ်နေတယ်။နောင်ဒဆိုတာဒီလူငယ်လိုပဲသာဝရအသက်ကိုငါရဖို့ဘယ်လိုကောင်းမှုတွေကိုကျွန်တော်ဘာတွေကိုဆက်လုပ်ရမလဲဆိုပြော့လာမိတ်မဲ့အစားကျွန်တော်ကျမသည်ကိုရောရဲ့ပြည့်ညတ်တော်တွေကိုချိုးဖောက်တဲ့အပြစ်သားပါကိုရောရဲ့ဂျေဇုကယူနာတော်ကလွဲရင်ကျွန်တော်မှာဘာမျောလင့်ချက်မှမရှိဘူး အပြစ်များသောကျွန်တော်ကိုခွန်လွတ်တော်မူပါကိုရောကျွန်တော်ကိုကယ်မတနာတော်မူပါဆိုပြတော့အကယ်ခံရင်ကယ်မယ်အကယ်မခံရင်မကယ်တော့ဘူးဝန်းနေဆရာကောင်းတာကဒီချမ်းသာတဲ့အရာရှိလူငယ်ကသူဟာပြည့်ရတော်ကိုမဆောင်ထိန်နိုင်တဲ့သူဖြစ်တယ်ဆိုတာကိုသူ့ကိုယ်သူမဝန်ခံခြင်းဘူးဖြစ်နေတယ်သာဝရအသက်ကိုသူရရှိခြင်းပေမဲ့ ခြာဝရအသက်ကိုပေးနိုင်သောယေရှုခရစ်တော်ရဲ့အထံတော်ကနေထွက်သွားတယ်။ခြာဝရအသက်ကိုပေးဖို့ရန်ကြွလာတော်မူသောယေရှုအနာမှာဆက်ပြီးတော့နေရမှာ။ဒါမဲ့သူဘာဖြစ်သွားလဲ။မနေတော့ဘူးထွက်သွားတယ်။သူအယံရချင်တဲ့ခြာဝရအသက်နဲ့သူကဘာဖြစ်သွားလဲ။လွဲသွားပြီ။ကဲဒီနေ့ကျွန်တော်တို့လည်းဘယ်လိုလဲ။ကောင်းသော အချင်းကိုစင့်လို့ခြာဝရအသက်ကိုရဖို့မျှော်လင့်နေသလား။ကျွန်တော်အပါအဝင် သင်ကိုယ်တိုင်လည်းပဲဒီ ချမ်းသာတဲ့လူငယ်လို့ပဲပြည့်ရတော်ဘာတစ်ခုမှကျွန်တော်တို့ဘုရားသခင်စံချိန်စံနှုတ်အရာကျွန်တော်တို့မနာခံကြပါဘူးကျွန်တော်တို့ဟာဘုရားသခင်ပြည့်ရတော်ကိုချိုးဖောက်တဲ့ဘုရားသခင်ရှေ့တော်မှာအပြစ်ရှိတော်သူငရဲကလွဲရင်ဘာမှ ထိုက်တန်ခြင်းမရှိတဲ့သူတွေဖြစ်တယ်။ဒါကြောင့်ငရဲသွားမဲ့သူအဖြစ်ကနေကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ဖို့ကျွန်တော်တို့မဆက်နိုင်တဲ့အပြစ်ချွေးအလုံးကိုဆက်ပေးဖို့ရန်လက်ဝါးကတ်တိုင်မှာအသေးခံပြော့၃ရက်မြောက်တော့နေ့မှာတေးချင်းကနေထမြောက်တော်မူသော ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့လှောက်ဆောင်ပေးတဲ့အပေါ်မှာအမေပြုတ်ယုံကလွဲ့ရင်ကျွန်တော်တို့မှာသာဝရအသက်ကိုရနိုင်တဲ့နိလန်းရှိလားမရှိဘူးအဲ့တော့လဝကတိုင်မှာကျွန်တော်တို့အတွက်အသေးခံပြော့သုံးရက်မြောက်တော့နေ့မှာတေချင်းကနေထမြောက်တော်မူသောယနေ့အသက်ရှင်တော်မူသောတပါတီသောကယ်တင်ရှင်ခရစ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံမယ်ဆိုရင်တော့ယောဟန်အခန်း6အငယ်59မှာငါအမှန်အကန့်ဆိုသည်ကငါကိုယုံကြည်တော်သူသည် ထာဝရအသက်ကိုယဤလို့ဂတိပေးထားတယ်။ယကောင်းရနိုင်တယ်လို့မပြောဘူး။ယလိမ့်မယ်လို့လည်းမပြောဘူး။ယဤလို့ပြောထားတယ်။ဒါကြောင့်ထာဝရအသက်ကိုယချင်ရင်ကျွန်တော်တို့ဘာလုပ်ရမလဲ။ဘာကောင်းမှုတွေလုပ်ရမလဲ။လဝကတိုင်မှာအပြစ်ရှိသောသင်နဲ့ကျွန်တော်အတွက်ယေရှုပြုတော်မူသောကောင်းမှုအပေါ်မှာအမြင်ပြုရမယ်။ကျွန်တော်တို့ပြုတဲ့ကောင်းမှုတွေမှာဘာတွေပါနေတယ်လဲ။အပြစ်ပါနေတယ်။ အပြစ်ပါနေတဲ့ကောင်းမှုကိုတန့်ရှင်းတော်မူသောဘုရားသခင်ကလက်ခံသလားလက်မခံဘူးဒါကြောင့်အပြစ်နဲ့ကင်းစင်တော်မူသောယေရှုခရစ်တော်ဒီလောကမှာလူစားတရားဖြင့်ကြွလာတော်မူခြင်းဖြစ်တယ်ကောရင်သဩဝါစာဒုတိယဆောင်အခိုင်၅အငယ်27မှာဘလို့ပြောထားတယ်လဲဆိုရင်အဘယ်ကြောင့်နေဟုမူကဘုရားသခင်သည်အပြစ်နဲ့ကင်းစင်တော်သူကိုယေရှုကိုဆိုလိုတာဖြစ်တယ်ငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူဤ အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်တော်သူဖြစ်မိအကြောင်းတည်းအကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ယေရှုခရစ်တော်ပြုတော်မူသောအပြစ်ကြွေးဆက်ပေးခြင်းလဝါကတိုင်မှာအပြစ်ရှိသောသင်နှင့်ကျွန်တော်အတွက်ယေရှုပြုတော်မူသောကောင်းမှုကိုယ်တော်အပေါ်မှာ အမေပြုခြင်းကိုဒီမှာပြောနေတာဖြစ်တဲ့ လဝကတိုင်မှာအပြစ်ရှိသောသင်နဲ့ကျွန်တော်အတွက်ယေရှုပြုတော်မူသောကောင်းသောအမှုအပေါ်မှာကျွန်တော်တို့အမိပြုပြော့ယေရှုကိုကျွန်တော်ရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံလိုက်တဲ့အချိန်မှာဖယားသခင်ရှေ့တော်မှာကျွန်တော်တို့ဟာဖြောင့်မတ်တော်သူအဖြစ်ဖယားသခင်ကဘာလို့လဲတတ်မှတ်လိုက်တဲ့ယေရှုခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းဟာကျွန်တော်တို့ရဲ့ဖြောင့်မတ်ခြင်းအဖြစ်ဖယားသခင်ကတတ်မှတ်လိုက်တယ်အဲ့တော့ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ် ယုံကြည်လက်ခံတော်ကျွန်တော်တို့ကိုဘုရားခင်ကချီးတဲ့အခါမှာယေရှုခရစ်တော်၌ကျွန်တော်တို့ဟာအပြစ်တဆက်မှမရှိတော်သူခြာဝရအသက်ကိုအမွေခံရမယ့်သူတွေဖြစ်တဲ့အကြောင်းကြီးညာလိုက်တယ်။ယေရှုပြုတော်မူသောကောင်းမှုအပေါ်မှာ အမြေပြုခြင်းကလွဲရင် အပြစ်ရှိတော်တင်နဲ့ကျွန်တော်သည်ဘုရားသခင်တတ်မှတ်ထားတဲ့ကောင်းသောအခြင်းကိုဟိုတော့ကလည်းမချစ်နိုင်ဘူးအခုလည်းမချစ်နိုင်ဘူးနောင်လည်းချစ်နိုင်မှာမဟုတ်ဘူး။ဒါကြောင့် ဖယားသခင်ရှေ့တော်မှာမိမိရဲ့အခြေအနေမှန်ကိုနားလည်ဝင်ခံပြော့ကျွန်တော်ကျမဒီဖယားသခင်ပြည့်ရတော်ကိုမနာခံတော်သူဖယားခင်ပြည့်ရတော်ကိုချိုးဖောက်တော်သူငရဲသွားမဲ့သူငရဲသွားမဲ့ကျွန်တော်ကျမကိုရွေးနောက်ကဲတင်ဖို့လဝကတိုင်မှာအပြည့်နဲ့ကင်းစင်တော်သားတော်ယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်ကြောင့်အသေးခံတယ်ကျွန်တော်တို့မဆန့်နိုင်တဲ့အပြစ်ကြွေးအလုံးကိုဆက်ပေးခဲ့တယ်သူ့ကိုယုံကြည်တော်သူတို့ကိုသာဝရအသက်ရရှိကြောင်းအာမခံချက်ပေးဖို့ယံ တေချင်းကနေထမြောက်တော်မူပတော့ယနေ့အသက်ရှင်တယ်။ယောဟန်အခိုင်း14မှာယေရှုကငါသည်အသက်ရှင်သောကြောင့်သင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်လို့အာမခံတယ်။အာမင်။သာဝရအသက်ကိုကျွန်တော်တို့ရရှိနိုင်တဲ့နိလန်ကယေရှုခရစ်တော်ကအပြစ်ရှိသောသင်နဲ့ကျွန်တော်အတွက် လဝကတိုင်မှာပြုတော်မူသော ကောင်းသောအမှုအပေါ်မှာအမိပြုခြင်းပဲဖြစ်တယ်။ဆိုတာကိုထပ်လောင်းပြော့ပြောပြချင်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်နဲ့အရှင်သခင်အဖြစ်တစ်ခါမှယုံကြည်လက်ခံခြင်းမရှိသေးဘူး။ကောင်းသောအခြင်းကိုခြင်းပြော့သာဝရအသက်ကိုရဖို့သင်ကြိုးစားနေရင်ရတော့သင်ဒီဘုရားသခင်တတ်မှတ်ထားတဲ့ကောင်းသောအခြင်းတွေကိုမချစ်နိုင်တော့အပြစ်ရှိတော်သူငရဲသွားမဲ့သူဖြစ်တဲ့ဆိုတဲ့အသင်ရဲ့အခြေအနေမှန်ကိုသိပြော့လဝကတိုင်မှာ တင်ရဲ့အပြစ်ချွေအားလုံးတင်ကိုယ်တိုင်မဆက်နိုင်တဲ့အပြစ်ချွေတွေကိုဆက်ပေးတော်မူသောယေရှုပြုတော်မူသော ကောင်းမှုအပေါ်မှာအမေပြုပရောကိုတော်ကျွန်တော်ကိုခွင့်လွှတ်တော်မူပါလဝကတိုင်မှာကျွန်တော်မဆက်နိုင်တဲ့အပြစ်ချွေအားလုံးကိုဆက်ပေးတဲ့အတွက်ယေရှုတင်နေဒီနေရာနေစပရောကိုရောရဲ့ပြည့်ညတော်တွေကိုချိုးဖောက်ပရောကျွန်တော်လုံနေချအပြစ်တွေကျွန်မလုံနေချအပြစ်တွေကိုဆက်လုံနေမဲ့အစားကိုရောအလိုတော်ရှိတဲ့အတိုင်းကျွန်တော်ကိုကျွန်မကိုပြောင်းလဲပေးတော်မူပါ ကိုရောရဲ့နောက်တော်ကိုအစင်မြဲလိုက်နိုင်ဖို့ကိုညီမစားတော်မူပါဆိုပြော့ယေရှုခရစ်တော်တပါတိကိုသာတင့်ရဲ့ကတဲ့ရှင်နဲ့အရှင်သခင်အဖြစ်ယုံကြည်လက်ခံရင်တင့်ရဲ့အဖြစ်အလုံးကိုခွလွတ်မယ်ဒီဘဝမှာအလိုတော်ကိုနာခံနိုင်တဲ့စိတ်သဘောတစ်ကိုပေးမယ်နောက်ဘဝမှာလည်းပဲကောင်းဝင်နိုင်ငံတော်မှာအစင်ထာဝရဘုန်းတော်ဝင်စားနိုင်တော်သူဖြစ်ဖို့ထာဝရအသက်ကို ပေးတော်မူမှာဖြစ်ပါကြောင်းတည်င်းကောင်းပါအပ်ပါတယ်အလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေ <laughs>